ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျ Football King ကနေပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘိုင်ယန်စပါးအင်္ဂလန်နဲ့သင်းစလုံးတွက်နောက်ဆင်းတက်ဖို့ဆိုရင်နေရာစဲယူရိုပါလိ16သင်းစဉ်ပအကျော်ပွဲစဉ်များချန်ပီယံလိပြီးသွားတော့ယူရိုပါလိ16သင်းစဉ်ပွဲစဉ်တွေကစားသွားခဲ့တဲ့ညပေါ့ယူရိုပါလိမှာတော့အင်္ဂလန်ရဲ့ထိပ်သီးသင်းကြီးတွေဖြစ်ကြတဲ့ဘိုင်ယန်စပါးရဲ့ပွဲစဉ်တွေပအောင်ကစားသွားခဲ့ကြပါတယ်။ဘိုင်ယန်စပါးပါဝေးခွင်းပွဲစဉ်တွေတွားကစားခဲ့ရတာဖြစ်ပြီးနှစ်သင်းစလုံးနိုင်ပွဲတွေကိုမရယူနိုင်ခဲ့ကြပါဘူး။မိုင်ကဝေးခွင်းမှာဆိုစီတက်ကိုတည်ကြခဲ့တာဖြစ်ပြီးတော့ စပါတော့အကမာဝေးကမှာဝမ်းစီနဲ့ရှုံးနေသွားတာဖြစ်ပါတယ်။ဒီနှစ်သင်းဆုံးကယခုနှစ်ယူရိုပါလိမှာပိုဆွဲဝေးရေပန်းစားတဲ့အသင်းတွေထဲထိဆုံးကနေပြီးတော့ဘာဝင်တဲ့အသင်းတွေလည်းဖြစ်ပါတယ်။မန်သင်းကစားပုံကပထမအိမ်မှာတော့ဝမ်းစုခိုင်းသင်းပြောသလိုမန်လောက်စားတဲ့ကွမ်းမှာမရှိခဲ့မိ။ဒီရပိုင်းမှာတော့လေ၃ကောင်တောက်ပြီးတော့ပြန်လာနိုင်ခဲ့သလိုပါပဲ။ဒါလိုတို့သာလူမာရှိတဲ့အုံအောင်မျိုးပါလာခဲ့ရင်ကာလချိုးသားရောက်ကမအမွေတွေထိုင်ဖြုံးနေသလိုမလုပ်ခဲ့ရင်ဒီဘက်မှာမန်ကတော့မှဂိုးပြနိုင်မွေးရာသွားနိုင်သူစားသွားခဲ့ကြတာပါ။ဆိုတော့မန်ကမစိုးဘူးလို့ရေပူရတော့သုံးသပ်လို့ရပါတယ်။ ဒူရာကျော့ကလည်းအိမ်ခွင့်အားသာချက်ရှိတယ်လို့လည်းမိုင်းပရိသတ်တွေကအားပေးခြင်းပေမဲ့အခုချိန်မှာမြန်မာနိုင်ငံလိုမျိုးမိုင်းဦးသိန်းကလည်းဖောက်ချင်တဲ့အချိန်ထားဖောက်နေပြီးတော့ရုံးချင်းအိမ်ခွင့်လဲရှောင်းနေရမျိုးတွေမရှိတော့ကြအောင်အခွင့်အရေးက50 50လို့ပဲပြောထားခြင်းပါတယ်။စပါတော့1စီးနဲ့ရှုံးသွားရဆိုမဲ့ဒီရလက်ကတို့ကိုပို့ပြီးတော့ခက်ခဲသွားစေနိုင်ပါလိမ့်မယ်။ဒီရလက်ကြောင့်အဲခမားဒုတိယကျော့စပါကွင်းကိုလာတဲ့အချိန်မှာခန်စပိုင်းရဲ့ပုံမအပြည့်ရကစားလာဖို့ရှိနေပါတယ်။အိုင်ဘတ်ခွန်ရှိကို1 expert တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ Wide Expert အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ Football game မှာကစားခြင်းနဲ့ဆိုတော့ phone number Viber 396633လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်ဆောင်ဆန်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ Basketball ကလည်းပဲဖင်ပိတ်ကံပြီးတော့တည်နေပွဲပြီးရအောင်အကမားကြိုးစားပါလိမ့်မယ်။ဒါကြောင့်ဒုတိယကြောအိမ်ဝင်းမှာဖြစ်ပေမယ့် Spartan တော်ဆိုရင်ကြာကောင်းနေပါလိမ့်။ ။အဲခမားပိတ်စားလေးလေးကိုရဖို့လိုအပ်နေကမှကိုမရလို့စပါးကစားမလေးစိတ်ကပို့ပြီးတော့ဖီးယားများလာလေးလေးဖြစ်သွားနိုင်ပါတယ်။နောက်ပြီးတော့စပါးရဲ့ခြေနေကမိုင်းလိုမျိုးသူမသားကိုအတုပလိုမျိုးဖြစ်နေတာကြောင့်စပါးသင်းကွာတာတဲ့ဘုရားဆိုရင်ဇာကောင်းနေသေးတာတော့မှန်ပါပဲ။ဒီဘက်မှာဆိုရင်လည်းစပါးဘုံလုံးပိုင်းဆိုင်မှုတာစီရကိုစားနိုင်တာလေးတခုတည်းပဲရှိခဲ့ပါတယ်။ကျန်တဲ့နေရာကြီးဘာတစ်ခုမှအားစရာမကောင်းခဲ့ပါဘူး။အဲခမားခန်းစစ်စားပုံကြောင့်စပါတိုင်းစကကြောင်ပြောင်းနေခဲ့ပြီးတော့ဒွဲလုံးမှာဆိုရင်ကိုပေါက်တဲ့ကန်ချက်ကတစ်ချိန်ပဲရှိခဲ့တဲ့ဒီကိုရုပ်ပေါက်ခဲ့တာပါစပါတင်းကောင်ဆောင်ဆွေအောင်မင်းကတော့ဒုတိယအကြော့ကိုပြင်းအောင်ဖောင်ပြပြီးတော့တိုက်ပွဲဝင်သွားဖို့ သူ့ရဲ့အသင်းသားတွေပွဲပြီးမှနှိုးဆော်လိုက်ပါတယ်။ဆိုပါဒုတိယကြော့ပွဲတန်ရခုနှစ်ဘောလုံးရာသည်အရေးကြီးဆုံးပွဲစဉ်တစ်ခုလည်းဆွန်ကညွှန်ဆိုပါတယ်။ပွဲပြီး TND Sport ကတစဉ်ပြောကြားမှာဆွန်ကကျွန်တော်ကံမကောင်းခဲ့ပါဘူးဒီအလက်အတွက်မပြောရွှင်သလိုကျွန်တော်ပါဝင်ဇာမရီရဲ့ဒီပွဲပေါ်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်းစိတ်ပြတ်မိပါတယ်။ဒါကြောင့်လိုအပ်ချက်တွေကိုကျွန်တော်ပြန်လဲပြီးတော့သုံးသပ်မှုတွေပြုလုပ်ရတော့မယ်။အကြောင်းပြချက်တွေတော့မရှိပါဘူးကျွန်တော်စွမ်းဆောင်မှုကမလုံလောက်ခဲ့တာကြောင့်အခုလိုရလာဆိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ဒါပေမဲ့လက်ရှိပွဲရလက်က1စီးပါကံဒီကံမဘာမှမပြောနိုင်တဲ့ရလာမျိုးပါ။ ဒီအားလည်းလောက်ကတော့ကျွန်တော်တို့ကမပြီးဆုံးသေးဘူးလို့ပဲခံယူပါရယ်လာမယ့်ပတ်ဒုတိယကြောတော့ဒီဟာတည်းအကြီးကျယ်ဆုံးပွဲစဉ်လည်းဖြစ်လာပါလိမ့်မယ်ဒါကြောင့်လာမယ့်ပတ်မှာကျွန်တော်ပိုကောင်းလာဖို့လိုပါတယ်လို့ပြောသွားခဲ့တာပါဆောင်ကသာဖောင်ပြပြီးတော့တိုက်ပွဲဝင်ကြဖို့စောင်းနေပြီမဲ့ဒီပွဲစမှာစပါအဓိကတိုက်စမှုဇိုလန်ကီယာဒန်ဟာရသွားပါလိမ့်။သူသာဒူရာကျောမှာမပါနိုင်စပါတိုက်စစ်တို့အတော်လေးရင်လေးစရာကောင်းတဲ့ကိစ္စပါ။ဇိုလန်ကီယာဒီပွဲမတိုင်ဒန်ဟာကြောင့်အချိန်9ပတ်လောက်နားယူနေခဲ့ရပါသေးတယ်။အဲနောက်ဒန်ဟာကနေပြန်လာနိုင်ပြီးတော့ဒီပွဲစဉ်ဝင်ရောက်ကစားခဲ့ပေမဲ့မိနစ်20ပဲကြာလာပြီးတော့ဒန်ဟာထက်ရသွားပြန်ပါလိမ့်။ဆောင်ကတော့ ူရဲ့တရားကအသိမဆိုးလာဘူးလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတာပဲမှတ်ချက်ပေးသွားခဲ့ပါတယ်ဒီတိုင်းဆိုရင်အင်္ဂလန်နဲ့တင်းစိုးရဲ့ချင်းတွေကွာတာတာဖို့အတွက်စိုးရင်စရာကောင်းနေသေးပါဒီအချိန်မှာနှစ်သင်းစုံပြုတ်သွားကြမှာလားဘယ်အသင်းနောက်ဆင်းတက်နိုင်မလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်အီမိုရင်ကတော့ယူရိုပါလိဖလားအရေးမကြီးဘူးဒီဖလားရလိုက်လက်ရှိကြုံတွေ့နေတဲ့ပြဿနာတွေကပြေလည်သွားမှာမဟုတ်ဘူးလို့ပြောထားပါတယ်ဖီးယားတွေနဲ့ရအောင်လို့မာရစကာရဲ့လမ်းစဉ်ကိုလိုက်လာလားဆိုတာကတော့အီမိုရင်ကိုယ်တိုင်ပဲသိပါလိမ့်မယ်စုံနေကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ